တင်းငွေသားသမီးမိတ်ဆွေများတင်းအခြေတအားကြီးတဲ့တင်းငွေသားသမီးမိတ်ဆွေများအတွက်ကလာတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာကဲဒီလိုကိန်းကိုဟောရတာမိတ်ဆွေတို့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေတက်ဝက်တော့အောင်မြင်နေပြီလို့လက်မိတ်ဖက်လိုက်ပါတယ်ကျန်တဲ့တဝက်ကတော့ဆက်ပြီးစူးစမ်းကြတာပေါ့နော်ဒီလိုဒီလိုဒီအချိန်ဟာလေကံအဆိုးနဲ့အကောင်းစက်ကူးမကူးကူးနေတဲ့ဂျားကာလာလေးဖြစ်နေတယ်အဲ့တော့အောင်မလို့လို့မအောင်မှုလို့လို့ အဆင်ပြေပါလို့လို့မပြေဘူးလို့လို့မတင်မကြလေးတွေဖြစ်နေတတ်တယ်။ရှေ့မှာတော့ကောင်းတဲ့ကောင်းတော့မယ်။အောင်တဲ့အောင်တော့မယ်။ကြည့်ဒါကြောင့်ကိုဘာတွေစိတ်ကူးထားတယ်လဲဘာတွေရွယ်ထားတယ်လဲဆက်လက်ပြီးတော့စ조사တင်တဲ့အချိန်ဖြစ်ပါတယ်။ဇွဲခတ်ပြီးတော့စ조사တင်တဲ့အချိန်ဖြစ်ပါတယ်။အောင်မင်းချင်းတောင်ကုန်းအထက်ကိုရုံတက်နေရတယ်လို့ပဲ။လည်းလည်းတော့ခြေကုန်းလက်ပန်းလေးကျသွားပြီနော်။ငွေပန်းစိတ်ပန်းလူပန်းတွေဖြစ်သွားပြီဆိုတော့လူကလက်ချော့ရမလို့လို့လက်မိုင်ချာရမလို့လို့နောက်ပဲပြန်ဆောက်ရမလို့လို့ဖြစ်တတ်တယ်။ဒါပေမဲ့ဒီချိန်လေးမှာအားခက်ပြီးတော့ငွေရလူကအကြံညာတွေတုံးပြီးတော့ လောက်လက်စားအလုပ်တွေရည်ရထားတဲ့ကိစ္စတွေကိုဆက်ပြီးတော့ဆောင်ရွက်တက်ပါတယ်လို့နော်မကြခင်မှာအောင်မြင်ချက်ဟာကိုယ့်စီကိုဆိုက်ဆိုင်မြဲမြဲရောက်လာတော့မှဖြစ်ပါတယ်အလို့တပြည့်ဒီလိုအချိန်မျိုးမှာအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအစားအုပ်နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအလုပ်နေရာအိမ်နေရာကိစ္စအပြောင်းအရွှေ့ကိစ္စအလုပ်နေရာအိမ်နေရာပြောင်းခြင်းနဲ့မပြောင်းခြင်းမှုအဲ့လိုနေရာထိုင်ခင်းကိစ္စတွေဦးစားပေးစူးစမ်းတဲ့နဲ့စတူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်စာတမ်းချုပ်ဆိုလောက်ကရမယ်ကိစ္စမျိုးစင်းစရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေကောက်နေစားတော့ကုန်စားတော့ဆိုင် စံစီစေစားစက်မှုဆိုင်ပြိုစိန်စာဥစာတန်းအဲ့ဒါလိုလုပ်ငန်းမျိုးတွေပိုပြီးတော့ကြိုးစားတဲ့နေမျိုးဖြစ်ပါတယ်။ကျန်းဖန်ပြီးတော့အကျွေးလေးတင်တတ်တယ်ပြု။ကဲတင်းစရာရှိလဲပိုင်မယ်နေနေသားတင်ပြလိုက်ပြီးတော့ကြာနေတာပတ်စံတွေပါတယ်ချီငါဆွဲယုံပေါင်းနံရောင်းချပြီးတော့လုပ်ငန်းအစ်တထူတောင်းတာတို့အခြေကျတာတို့အစပြိုးတာတို့ဒါမျိုးတွေကိုဦးစားပေးပြီးပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်။လောလောဆယ်နည်းနည်းလေးစိတ်မောလူမောလေးဖြစ်ရပေမဲ့မကြခင်မှာအမင်းညင်းအသိပွင့်ခံစားရတော့ပါပါ။ အဲ့တော့ဒီလိုကာလာမျိုးမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေကကံကောင်းစရာရှိတာတွေပိုကောင်းအောင်အញ្ញံကြိုက်တွေကြောပပြပြအောင်ဆိုရင်အရေးကြောင်ကြီးငယ်ရှိတဲ့ရက်မျိုးတွေမှာပေါ့နော်ကိစ္စကြီးငယ်ရှိတဲ့ရက်မျိုးတွေမှာနီညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့အဲ့လိုအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုစာအုပ်ကလေးတော့ဘာစာအုပ်ပဲဖြစ်ဖြစ်စာအုပ်အစဉ်ပြေတဲ့တော်တဲ့စာအုပ်ကလေးချောင်းသုံးစာအုပ်လည်းရတယ်။အဲ့စာအုပ်လေးနဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ပုတ်ပြီးတော့ဆူတောင်းမှာဘယ်နဲ့ချဲရဲ့မဟုတ်ဘူးတတိယတိုင်းရက်ခတ်အားတိုင်းခတ်နေနော်အဲ့ဒါအဲ့တော့ရောင်းရင်တဲ့ပစ္စည်းတွေနော်လုပ်ငန်းသုံးပစ္စည်းတွေလည်းပါတာပေါ့အလုပ်ရုံစက်ရုံစက်မလုပ်မှုလုပ်ငန်းသုံးပစ္စည်းတွေအလုပ်လုပ်တဲ့ကားတွေရေနေဆက်တွေကိုအဲ့စာအုပ်လေးနဲ့ရက်ခတ်ပြီးတော့အလုပ်တွေမြန်မြန်လုပ်ရဖို့မြန်မြန်ရောင်းထွက်ဖို့ဆူတောင်းမှုဖြစ်ပါတယ်။ဒီကာလအတွင်းမှာကိုယ့်အတွက်ကံကောင်းလိုက်ရှင်စေမယ့်နံပါတ်တွေကနန်းတွေ အာအိနံပါတ်ခြာနံပါတ်ကားနံပါတ်တွေရွေးမယ်။ရောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်။အချိန်အချက်ဘယ်နေ့ဒီကောင်းတယ်လဲဆိုရင်၃ကနန်း၊၉ကနန်းနေရာကိုအတွက်ကံကောင်းစေမဲ့နံပါတ်တွေကနန်းတွေဖြစ်ပါတယ်လို့။ကတိလိုကာလာမျိုးမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေကကံရဲ့အပမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးကြရင်ညောင်မင်ကြီးကြီးအောက်ကိုသွားအဲ့ဒီညောင်မယ်မှာရှိတဲ့ရုပ်ကစိုးပိုးပိုးကြီးကိုမြစ်တာပိုးပြီးတော့မှအခုလုံးမဲ့ဘယ်ကိစ္စပဲလုပ်ငန်းဘယ်လိုအဆင်ပြေအောင်မြင်မှာသူစုတောင်း ဲအဲ့ဒီမေတ္တာပို့တဲ့ကုသိုလ်လေးနဲ့အတူကျွန်တော်တွေသားသမီးမိတ်ဆွေများဒီတလတာမှာကံကောင်းထောက်မှခြင်းတွေရရှိကြပါစေမိတ်ဆွေများကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျိုးပန်းအောင်မူနိုင်ကြပါစေခင်ဗျာတပီတော့တရဲမဟာတအားကြီးပါတော့တနင်္လာသားသမီးမိတ်ဆွေများအတွက်2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာရပါပဲကိုအစမပြေဖြစ်ခဲ့တဲ့အလှည့်ပြေးသွားပြီဒီတခါတော့ ိုအောင်မြင်မှုတရကူဆောင်ရမယ်အလှည့်ကိုရောက်လာတာဖြစ်ပါတယ်။ဘေးဖြစ်တော့ခံခဲ့ရတာများအခုဒူဖြစ်တဲ့အလှည့်ရောက်လာတာ။ကဲအဲဒါကြောင့်ပတ်ဆိုင်ကြီးကြီးတာပြောင်းကန်ပြီးတော့ဝန္တာအားရအားပါရရစူးစမ်းပြီးတော့လို့တိုက်တွန်းလိုက်ပါတယ်။အထူးသဖြင့်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။သုံးပြီးတော့အောင်မြင်တဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလုပ်ဖို့ကံမဲ့တွေနဲ့ပြန်လဲဆုံးပြေးရတတ်တယ်။အကြောင်းကြောင်းကြောင့်ခက်ခဲထင်းကိုကြံ့ကြာပိတ်ဆို့နေတော့ရပ်တန့်ထားခဲ့ရတော့အစမပြေအထင်းကိုဖြစ်ခဲ့တော့လုပ်ငန်းဟောင်းရွေကျဲဟောင်းတွေ ြန်စူးစမ်းဖို့အခြေအနေခွန်းလန်းကောင်းများပေါ်ပေါက်လာမယ့်အခြေအနေဖြစ်ပါလေဗျာ။ကောင်းတဲ့ဟောင်းတွေပေါ်တတ်တယ်လို့ပြဿနာဟောင်းယောဂဟောင်းလေးတော့နည်းနည်းယူဆိုင်။နောက်ကိုတိုးတဲ့အောင်မြင်လာတဲ့အပေါ်လက်ပြားငွေသီးဟာရွှေတွေရနာပစ္စည်းတွေစုံပြီးဆောင်ပြီးဖြစ်ကားတို့ယင်းတို့စက်တို့နဲ့ပတ်သက်တဲ့ရွေးချယ်တွေလည်းအောင်မြင်အဲ့ဒီအပေါ်မှာမနာလို့အပြိုင်ဆိုင်ရင်တော့ပေါ်လာတတ်တယ်။တမန်တဲ့တဲ့ကိုညစ်တာလို့ရန်လုံးကြောက်တော့အမှုပတ်ကြားညက်ဒါမျိုးလေးတွေရှိတာပေမဲ့ကိုကံကောင်းတဲ့အလက်ရောက်ပြီးမှုတဲလာသားသမီးများတို့ရေ လုံကြီးသားတို့တို့လေးနေဝဲလိုရိုက်လက်ကောင်မှကြိုက်ပြီးတော့ကြက်ပျော်ပျော်ကြီးသားကြိုးစားကြပြီတော့ဒီချိန်မျိုးမှာကားတို့ယင်တို့ဆက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေရွှေရတနာပစ္စည်းလက်ဝက်လက်စားဆိုင်ရာကိစ္စတွေအလှကုန်တို့အလှပင်ဆိုင်တို့အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလျှက်စစ်ပစ္စည်းဝက်ဝါလှေလှဲအဲ့ဒါမျိုးတွေပို့ပြီးတော့ဦးစားပေးကြိုးစားတတ်ပါတယ်ဒေသသားသမီးတွေကဒီလိုကာလမျိုးမှာကံရဲ့အပမိုးရဖို့ဆိုရင်အကြောင်းကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာအစိမ်းရောင်များများပါသော အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးသွယ်ပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရေခွက်လေးတစ်ခွက်အစင်မြင့်တင်တော်တဲ့ရေခွက်လေးတစ်ခွက်ပေါ်ပြချောက်ဆေးတဲ့ခွက်ကြီးလိုမျိုးနဲ့တော့မလုံးနဲ့ပေါ့နော်အရေခွက်လေးနဲ့တို့ခေါက်ပြီးတော့စုတောင်းရောင်းမဲ့ပစ္စည်းလုပ်ငန်းသုံးအလုံးယုံဆဲဝင်ဆက်မှုလုပ်မှုသုံးလုပ်ငန်းသုံးပစ္စည်းတွေကိုရေခွက်လေးနဲ့တို့ခေါက်ပြီးစုတောင်းဘယ်နှချက်ရဲ့မဟုတ်ဘူးတတိယတိုင်းခေါက်နေအားတိုင်းခေါက်နေပြင်းလဲခေါက်နေစိတ်ညစ်လဲခေါက်ပျော်လဲခေါက်နေနော်ဒီကာလမျိုးမှာကိုယ့်အတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကအဲ့ဒီနံပါတ်ချန်နံပါတ်ကနံပါတ်တွေရွေးမယ်အခန်းနံပါတ်တွေရွေးမယ် အယောင်ဝင်ဈေးဈေးကတွေတက်မှန်မယ်အချိန်အချက်နေ့ရက်တွေရွေးမယ်ဆိုရင်နှစ်ကနန်းလေးကနန်းနေဟာဒိန်းလာသားသမီးများအတွက်ကံကောင်းလက်ရွှဲစေပါလိမ့်မယ်ခင်ဗျအဲနောက်ကိုအိမ်ကိုမိသားစုမှာပဲဖြစ်ဖြစ်ကိုမိတ်ဆွေဆွေမျိုးတွေထဲမှာပဲဖြစ်ဖြစ်ကိုဝင်ဆောင်တဲ့နမိတ်သားသမီးရဲ့နာဖွားမြင်တဲ့နမိတ်မျိုးကြုံခဲ့ရင်လည်းထတာကပြီတော့အဲ့နမိတ်နဲ့အတူကို့မှာစီးပွားတဲ့လက်ရွှဲမဲ့နမိတ်ကောင်းကိုတွေ့ရပါတယ်အဲ့ဒါမျိုးကြုံခဲ့ရင်လည်းအဲ့ဒီကိုဝင်ဆောင်မျိုးသမီးတို့ဘွားကစားကလေးငယ်တို့ကိုအဲ အသုံးဆောင်တို့ဈေးဝါတို့နော်အစားအသောက်တို့စသဖြင့်တတ်နိုင်တဲ့များကူညီပံ့ပိုးတာလုပ်လိုက်ပါဗျာကို့အတွက်အဲ့ဒါကံကောင်းလာရှင်ဈေးနေရောက်ရှိလာပါလိမ့်မယ်အဲ့တော့ဒင်းလာသားသမီးတွေကဒီလိုကာလာမျိုးမှာအရေးကြီးကိစ္စရှိတဲ့နေမျိုးဆိုရင်ကလေးတွေပျော်သွားမုန်းဝေကြွေးအိမ်မှာရှိတဲ့ကလေးတွေရောဘွာအိမ်ကြီးချင်းရောက်ွက်တဲ့ရောက်တဲ့လမ်းထဲကကလေးတွေကိုယ့်အကူတယောက်တန်းနိုင်တန်းနိုင်ကလေးတွေ၄၅၆၀တရာပဲတန်းနိုင်တန်းနိုင်ကလေးတွေပျော်သွားအောင်မုန်းဝေကြွေးတဲ့ကုသိုလ်လေးပြုပြီးဆူတောင်းပါအဲ့ဒီကုသိုလ်လေးနဲ့အတူဒင်းလာသားသမီးများ ကဲအောင်တတ်ရရှိကြပါစေကံညာဝရိယ၃ချက်လုံးအာကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာပြီးတော့အစင်လာတအားကြီးတဲ့အင်္ဂါသားသမီးများမင်္ဂလာနာနီးပါပြီဆိုတဲ့အကြောင်းကဲအကျဉ်းနာပွားစီရမယ်ဆိုရင်ဒီလိုကာလာမျိုးဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ရှေးဆရာကြီးတွေကတရားမှကင်းစိုက်ချင်းနဲ့ဒီချိန်တင်စားတယ်အဲ့တော့တရားမင်းကလည်းသူ့ဘာသူတော့မမဘူးပေါ့နော်ကိုယ့်ဘက်ကလည်းတရားမှချင်းအောင်တော့ ဘာသာရေးတို့အဋ္ဌံကုသိုလ်ကောင်းမှုတို့ဒါလေးတွေလောက်အောင်အခုကျွန်တော်ပြမဲ့ရေးတာလေးတွေလောက်အောင်ဒီချိန်မှာလေသူများတကာတွေအတွက်ခက်ခဲတင်းကိုကြံ့ကြာနေပါတယ်ဆိုတဲ့ကိစ္စတွေတောင်ကိုအတွက်လွယ်ကူချောင်းမှုအဆင်ပြေနေတတ်တယ်ထီပေါက်မဲပေါက်ဆူရယာတုတို့တို့အမွေရတို့ကံထူတတ်တယ်ကားတို့ယင်းတို့စက်တို့ဆိုင်ကယ်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေမြေကွက်တို့ဖုန်းတို့အမွေကိစ္စတို့ပညာရေးကိစ္စတို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေထူးထူးခြားခြားအောင်မြင်တတ်တယ်ကံထူးထူးခြားခြားကောင်းနေတဲ့အချိန်ဖြစ်ပါတော့ကြောင့်ကံကြမ္မာရွှေမျိုးငွေမျိုးယူရတော့မှာ ်င်္ဂါသားသမီးများအယမိချိုးသားစေချင်ပါတယ်လို့နော်အဲ့တော့ဒီလိုကိမျိုးမှာတကွရှိတာကကိုယ်ကံကတအားကောင်းပြီးတော့ရွှေမျိုးရင်းမိတ်ရွှေရင်းလောက်ဖို့ကံဘက်တို့တွေတော့ပူပင်တော့ကလေးမြင်ရတတ်တယ်။ဟောဟဲ့လူရင်းတွေကအမှုကင်းလို့စေုံစေကန်းလို့နာရေးကိစ္စဆိုတာမျိုးတွေလာပြီးဂျုံဝတ်တတ်တယ်။သတိပြုစေချင်တာကတတ်နိုင်တဲ့မြတ်ဒီကာလာမျိုးမှာနာရေးကိစ္စကိုရှောက်မှာလမ်းပြင်တာတို့ဖောက်တာတို့လမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာငွေရလူဝကြညာနဲ့မပါစေချင်ဘူး။အဲ့ဒါလေးတွေကပို့လို့အနောက်ချက်ဖြစ်စေတတ်လို့နော်။နောက် တာသမီအောက်လက်ငယ်သားတပည့်တပန်းတွေအတွက်ငွေကုန်ကြေးကြလိမ့်လဲများတော့များတတ်တယ်။သို့တော့ကောင်းတာများနေတယ်။ဒါကြောင့်ကံကြမ္မာရွှေမုံငွေမိုးရွာတော့ပါရမိကြိုးစားရအောင်။ဒီလိုကာလာမျိုးမှအင်္ဂါသာသမီတွေကကံရဲ့အပမှုရဖို့ဆိုရင်အရေးကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာအဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံလုံးသွားပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆက်ပြကလေးတကယ်အစီအမြင်တက်လို့တဲ့ဆက်ပြကလေးနဲ့ပေါ့နော်။အဲ့ဒါရောင်းရင်းတဲ့ပစ္စည်းတွေရော လုပ်ငန်းသုံးပစ္စည်းတွေအလုပ်ရုံဆက်ရုံဆက်မှုလည်းမှုလုပ်ငန်းသုံးပစ္စည်းတွေရောအဲ့ဒီဆက်ပြားကလေးနဲ့တို့ခောက်ပြီးဆိုတော့ဘယ်နှချက်ရဲ့မဟုတ်ဘူးတတိယတန်းခောက်အားတန်းခောက်ပြင်းလဲခောက်စိတ်ညစ်လဲခောက်ပြောလဲခောက်နေပြီတော့နော်ဒီကာလာမျိုးမှာကိုယ့်အတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကဒိန်နံပါတ်ဂျန်နံပါတ်ကာနံပါတ်တွေရွေးမယ်အရောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်အချင်းချက်နေ့ရက်တွေရွေးမယ်ဆိုရင်၅ကဏ္ဍ၃ကဏ္ဍနေရာကိုယ့်အတွက်ကံကောင်းလိုက်ရှင်စီပါလိမ့်မယ်ခင်ဗျာအဲ့တော့အင်္ဂါသားသမီးများကဒီလိုကာလာမျိုးမှာကံရဲ့အပံမိုးရဖို့ဆိုရင် ဆေးဝါးလှူဒါန်းသောကုသိုလ်၊ကျန်းမာရေးနဲ့ပတ်သက်တဲ့ကုသိုလ်လေးပြုပေးပါ။အထူးသဖြင့်အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာဒီဆေးဝါးတစုံတရာနော်လှူဒါန်းတာ၊ကျန်းမာရေးဈေးဈေးကုသဈေးစသဖြင့်လှူဒါန်းပံ့ပိုးဒါနပြုတာမျိုးပြုလုပ်ခြင်းအားဖြင့်ကံရဲ့အပံ့ပိုးရရှိကြပါစေလို့လိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျုပ်ပါတော့လည်းကြပါစေခင်ဗျာ။လက်ပြီးတော့ယရနာအထုပ်တွေနဲ့မြူးမဲ့မဟာဗုဒ္ဓတို့လည်းဖြစ်ပါတယ်ခင်ဗျာ။ ဗုဒ္ဓသာသမီတွေဒီလိုကိန်းကိုဟောရတော့အားရစရာပဲ။အောင်မြင်ခြင်းတကားတွေဟာကိုယ့်ရှေ့မှာပွင့်လွင့်ငင်ကလေးကိုယ့်အစိမ်ခေါ်နေပြီးကိုယ့်ကိုလက်ရခေါ်နေပြီးအောင်မြင်ခြင်းတွေ။ကိုကတော့အယောက်ချစ်တဲ့ရမှာပေါ့နော်။အဲ့တော့ငွေအားလူအားအကြံညာတွေသုံးပြီးစ조사မယ်ချင်းဖြစ်ပါတယ်။နည်းနည်းလေးတော့ပင်မန်းလိမ့်မယ်။နည်းနည်းလေးတော့ပို조사လိမ့်မယ်။နည်းနည်းလေးတော့ပို့ပြီးအားထုတ်ရလိမ့်မယ်။သို့တော့조사အကျိုးပင်မန်းအကျိုးအားထုတ်အကျိုးတွေနဲ့မယ်ချင်းဖြစ်ပါတော့ကြောင့်ဗုဒ္ဓသာသမီများတို့ရေကိုဘာတွေဖြစ်ချင်လဲ။ဘာတွေရွယ်ထားတယ်လဲ။ဘာတွေလောက်ချင်လဲ။ လက်ရှိလုပ်ငန်းတွေကိုတိုးမလားချက်မလားအချိန်မြင့်မလားနောက်ထပ်လုပ်ငန်းတစ်အစီအစဉ်အစ်တွေစမလားခရီးသွားပြီးလုပ်ရတဲ့အလုပ်အဝင်းပြပနဲ့ဆက်နွယ်ချိတ်ဆက်လုပ်ငန်းတွေလုပ်ငန်းမျိုးတွေလုပ်မလားအလွန်ကောင်းတယ်အပြိုင်ဆိုင်အချိန်နဲ့ကိစ္စတွေမှာလဲစူးစမ်းပြီးတော့ကိုကအောင်မြင်သွားတတ်တယ်အလုပ်ပြိုင်လျှောက်မလားနော်စသဖြင့်ပေါ့အပြိုင်ဆိုင်ကိစ္စတွေမှာအောင်မြင်တတ်တယ်အဒီအနန်တို့ရေတွက်ကုန်တက်တန်တို့တက်အဖျော်ရမကရေနဲ့ပတ်သက်သောလုပ်ငန်းတွေရေချောင်းခရီးနဲ့ပတ်သက်သောအဝေးပြပနဲ့ပတ်သက်သောလုပ်ငန်းမျိုးတွေပို့ပြီးအချိန်မြင့်နေပါတယ် နည်းနည်းလေးတော့ပုံပင်ပန်းမယ်ပင်မအကျိုးနတ်မဲ့ခြင်းဖြစ်ပါတော့ကြောင့်ဘုရူသားသမီးတို့ရေကဲအစွမ်းအစအရေးချင်းပြပြီးတော့အောင်မြင်မှုတရဘူးဆောင်းနိုင်မှုကြိုးစားကြပါစို့ဘုရူသားသမီးတွေကဒီလိုကိမျိုးမှာကံရဲ့အပံမိုးရဖို့ဆိုရင်အရေးကြောင်းကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာအပြာရောင်မှုပန်းရောင်မှုများများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွယ်ပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတည့်ရက်ခိုင်းလေးတခိုင်းဒါမှမဟုတ်လေတည့်ရက်ယူအထုပ်လေးတစ်ထုပ်နဲ့ ရိုက်ပုတ်ပြီးတော့ချူတောင်းရောင်းရင်းတဲ့ပစ္စည်းတွေဟာအိမ်ရောင်းခြံရောင်းကားရောင်းလည်းရတယ်ဆိုင်ခင်းပြီးရောင်းတဲ့ပစ္စည်းလည်းရတယ်နောက်အလုပ်ယုံစက်ယုံစက်မှုလည်းမှုလုပ်ငန်းသုံးပစ္စည်းတွေအလုပ်လုပ်တဲ့ကားတွေရင်းနေဆိုင်ကလေးအဲအဲ့ဒါလေးလည်းတရရဲ့ယူအထုပ်လေးဒါမှမဟုတ်တရကလေးနဲ့သူ့ခောက်ရိုက်ပြီးတော့ချူတောင်းဘယ်နဲ့ချဲရမဟုတ်ဘူးတတိယတိုင်းခောက်အားတိုင်းခောက်ပြင်းတိုင်းခောက်စိတ်ညစ်လဲခောက်ပျော်လဲခောက်နေနော်ဒီလိုကာလာမျိုးမှာကို့အတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကတန်းတွေကအိမ်နံပါတ်ဂျာနံပါတ်ကားနံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချိန်ချက်နေ့ရက်တွေရွေးမယ်ဆိုရင်၄ကနန်း၆ကနန်းတွေဟာ ကိုယ့်ဘက်ကံကောင်းလိုက်ရှင်ကြည်ပါလိမ့်မယ်ခင်ဗျာပြေဗုဒ္ဓသာသမိတွေကအရေးအကြောင်းကြီးငယ်ရှိတဲ့နေမျိုးပေါ့ဟာဒီနေ့အရေးကြီးကိစ္စရှိတယ်ဟေးဆိုတဲ့နေမျိုးကြတယ်ကို့အမေလိုအမလိုအတော်လိုအဖွားလိုဆရာမလိုအဲ့လိုအမျိုးသမီးကြီးတွေကိုတက်သည့်တမျိုးမျိုးအစဉ်မြင့်တင်တော်တဲ့တက်သည့်ပေါ့နော်တမျိုးမျိုးပဲဖြစ်ဖြစ်ဗဏ္ဍမျိုးပဲဖြစ်ဖြစ်ပေါ့တက်သည့်ဆိုတဲ့အရာလှူဒါန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံပိုးရရှိနိုင်ကြပါသေးခင်ဗျာမိတ်ဆွေအားလုံးလည်းပဲ ကဉ္ဏဝရိယ၃ချက်လုံးအားကောင်းအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။ဆက်လက်ပြီးတော့ယရနာထေးမဲ့ဂျာတာပိသာသမီးမိတ်ဆွေများအတွက်2025ခုဒီဇင်ဘာလတက်လာတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာ။ဒီလိုဂိမ်းမျိုးကိုဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာမိပါတယ်။လူတယောက်ရဲ့ဘဝမှာအချိန်နဲ့အစဉ်တန်းမြင့်တက်သွားတယ်လို့ယာရုတိုးတယ်ဝင်ဝင်လာစားတိုးတယ်လို့အလုပ်တွေဟာနေချင်းညာချင်းဆိုသလိုအော်ဇာခေါင်းလောင်းအောင်မြင်တယ်လို့ဆိုတာဟာဒီလိုဂိမ်းမျိုးမှာလာပြီးဖြစ်တတ်တာ။ ကဲကန်ချီနေရတော့ပေးနေပြီကိုဘက်ကအရမီကြိုးစားရအောင်ဘေးလေးစင်ကပြောတိုင်းငှက်ချလောင်းဆိုပြီးတော့မဖြစ်ဘူးနော်ကျွန်တော်ဟိုအချိန်မှာကြားတတ်တဲ့ကြောက်တုံးကြီးဆိုလဲသူလည်းအဲ့ဒီဂိမ်းကြုံနေတာဒါပေမဲ့အဲ့ကြောက်တုံးကြီးရာလူလည်းမတူဘူးလာလာလည်းမတူဘူးသူကကြောက်တုံးကိုသူ့မှာကြိုးစားအထုတ်မှုမှမရှိတာကိုနော်အဲ့တော့ကိုသာအမှန်တကယ်ကြိုးစားအထုတ်နေရင်တော့ကြာလာပေးသားသမီးမိတ်ဆွေများဘဝအချိန်နဲ့အဆင့်တန်းမြင့်တက်မဲ့ဂိမ်းကိုတော့ရောက်လာပါပြီအရမီကြိုးစားရအောင်ငွေကန်ကောင်းမယ်ဝင်ရောဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတတ်တယ် အငွေဝငွေချန်နေစုံမိဆောင်မိဖြစ်တာတို့ကိုအနှင်းလန်လာယူရမြန်မာနေတဲ့တံမိုးကြီးပစ္စည်းတွေဝယ်ယူစုတောင်းနိုင်တာတို့ကားတို့ရင်းတို့စက်တို့နဲ့ပတ်သက်တဲ့ယူချက်အစီအစဉ်တွေအောင်မြင်တတ်တယ်ငွေကြေးကိစ္စတွေအကျွေးသွားတောင်းမှာတို့ပတ်စံသွားချီမှာတို့အကျွေးဆက်ချင်တာတို့အဲ့လိုကိစ္စတွေကောင်းတယ်ကားကြောက်ကွန်ပျူတာကင်မရာကြက်ငါကြံကုန်ငရုတ်ကြက်သွန်းအဲ့လိုလိုငန်းမျိုးတွေဦးစားပေးစူးစမ်းတဲ့နယ်ကို့မှာအဆင်ပြေတဲ့အပြင်ကိုကနေဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကိုတော့ကောင်းသောကူညီထောက်ပံ့နိုင်ခြင်းတွေပြုလုပ်နိုင်ရတတ်တယ်ယူဟာဘသူကြောင့်စိတ်လေးငါတာဝန်ယူမယ် ဘသူနိုင်ငံညာသွားဖို့စီစဉ်နေတာငါကူညီပေးမယ်ဘသူအရင်လေးငါထုတ်ပေးလိုက်မယ်စတဲ့ဖြစ်ပေါ့နော်ကဲကို့အတွက်လည်းပြောစရာကြီးဆွေမျိုးမိတ်ဆွေများအတွက်လည်းပြောစရာကြီးပါမိမိဥဆောင်ပတ်သက်ပြီးတော့အလှူမင်္ဂလာပွဲလမ်းတွေပြင်ရလဲတွေ့လို့ရတာတဲ့တခုရှိတာဒီလိုကိမျိုးမှာသာသမီအောက်လက်ငယ်သားအလှူသမန်းကိစ္စတော့နည်းနည်းလေးစိတ်ရှောက်ရတာတဲ့ရည်ရင်းရင်ကရေးပိုက်ကိစ္စလေးတွေစိတ်ရှောက်ရတာတဲ့ကြာသပြီးသာသမီတွေကံရဲ့အပံမိုးရဖို့ဆိုရင်အရေးကိစ္စကြီးကြီးမားမားရှိတဲ့နေရိုးတွေမှာပေါ့နော် အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆောင်သုံးကြပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကစွန်ညုံလေးငါညုံကဲကစွန်ညုံငါညုံပို့ကြပြီအဲ့ကစွန်ညုံငါညုံနဲ့ရိုက်ပို့ပြီဆိုတော့ရောင်းရင်းတဲ့ပစ္စည်းတွေရောဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ်အိမ်ရောင်းထိုင်ရောင်းကားရောင်းဆိုလည်းရတယ်နော်နောက်အလုပ်ယုံဆက်ယုံဆက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းတွေအလုပ်လုပ်တဲ့ကားတွေဆိုင်ကလေးစက်တွေအဲကစွန်ညုံငါညုံနဲ့ရိုက်ပြီးတော့ သရိယာတိုင်းရိုက်အားတိုင်းရိုက်ပြင်းလဲရိုက်ပျော်လဲရိုက်နော်အဲ့ဒါဒီလိုကာလမျိုးမှာကိုယ်အတွက်ကံကောင်းလိုက်ခြင်းစီမံနံပါတ်တွေကဏ္ဍတွေက1ကဏ္ဍ3ကဏ္ဍနေဖြစ်ပါတယ်ဗျ။ဒီနံပါတ်ခြံနံပါတ်တကနံပါတ်တွေရွေးမယ်။အဲအယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်။အချင်းချက်နေ့ရက်တွေပါတွေရွေးမယ်ဆိုရင်1ကဏ္ဍ3ကဏ္ဍနေဟာကိုယ်အတွက်ကံကောင်းလိုက်ခြင်းစီပါလိမ့်မယ်လို့နော်။အဲ့တော့ဂျာရီသာသမီမိတ်ဆွေတွေကကံရဲ့အပမှုရဖို့အရေးကိစ္စကြီးငယ်ရှိတဲ့နေမျိုးကြရင်အဲ့ဒီမနေ့ပိုင်းလေးပေါ့။ခောက်ဆွဲ ။မြတ်စွာဘုရားမှာလည်းလှူလို့ရတယ်။အပေါင်းအသင်းမိတ်ဆွေတွေကိုလည်းဒါနပြုလို့ရတယ်။ခောက်ဆွဲကြောကြောပြုတ်ပြုတ်တုတ်တုတ်နော်။ခောက်ဆွဲလူသားနဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံပိုးရရှိနိုင်ကြပါစေ။မိတ်ဆွေအားလုံးလည်းပဲကြံ့ညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။ဆက်လက်ပြီးတော့စိန်ရွှေကြောက်ရတနာတွေကိုဇေတောက်တာကစားမဲ့တောက်ကြသားသမီးမိတ်ဆွေများအတွက်2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ ီလိုကိမျိုးဟောရတာတော့နည်းနည်းလေးမတင်မကြလေးတွေများတယ်ဗျို့လူကရှေ့တူအောင်မလို့လို့နောက်ဆိုအောင်မလို့လို့ဆက်လို့အောင်မလို့လို့ရအောင်မလို့တိုးလို့တိုးလို့မတင်မကြမရေးများလေးတွေဖြစ်တတ်တယ်အဲ့တော့ဆွေမျိုးမိတ်ဆွေလို့ပေါ်ကံဘက်တွေကလည်းသူစကားနှိမ့်နေစားမနည်းရပြောတော့တမျိုးကုတမျိုးဆိုတာမျိုးတွေဖြစ်ဟိုကလည်းသူများတွေကိုစိတ်ချိမ့်မကြသူများတွေကလည်းကိုယ်အကောင်မမြင်အဲ့လိုတော့ဖြစ်နေတတ်တယ်အေးငါထွက်သွားခြင်းတို့လို့အလုတ်ကထွက်သွားခြင်းတို့လို့ဘုံကြီးသွားဝင်ခြင်းတို့လို့ဒီလရှင်သွားဝင်ခြင်းတို့လို့ဖြစ်တတ်တယ်ဘာမှမဖြစ်စလောက်လေးနဲ့လင်းများခြင်းကွဲတို့သမီးစားခြင်းပြတ်တယ် တို့ရဲ့လူနဲ့ကောက်ယူလိုက်တယ်တို့နော်ဆိုတာမျိုးတွေကဒီလိုဂိမ်းမျိုးမှာလာပြီးဖြစ်တတ်တယ်နော်အဲ့တော့စိတ်အေးပါခေါင်းအေးပါအလွန်အရေးကြီးတဲ့ကိစ္စတွေဆိုရင်ညှိနှိုင်းတန်တယ်မြေမြေလေးဆောင်ရွက်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်တကယ်ယောဂါအနေကြီးမှမဟုတ်ပေမဲ့စိတ်တောင်းကိုကြီးဆိုသလိုပဲစိတ်တွေရှုပ်တွေ့အေးပြက်အစားပြက်အစာမစေးမကျမကြီးတိကျတတ်တယ်လေးလည်းသတိပြုရမယ့်အချက်ဖြစ်ပါတယ်ဒီလိုဂိမ်းမျိုးမှာခေါင်းတာကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဘယ်တန်းတက်မယ်လို့ဘယ်စာမေးပွဲဖြစ်မယ်လို့ဘာစုဘာပွဲကိစ္စလို့ယာဒူးကိစ္စလို့ နိုင်ငံသားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေဒါဗီဇာပတ်စုနေတိုင်းခွင့်ကြောင်းတက်ခွင့်အဲ့လိုကိစ္စတွေဦးစားပေးပြီးတော့စ조사တဲ့ ਨੇ နောက်မြေကိစ္စတို့ဖုန်းကိစ္စတို့အမွေကိစ္စတို့ရွှေကြေနာပစ္စည်းလေးဝယ်လက်စားစုဆောင်နေတာတို့နိုင်ငံအခြားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအထက်အလိတ်ထိပ်ဖနာလျှက်စစ်ပစ္စည်းဓာတ်စီဒီဇယ်တပ်တတုနှံနွားအဲ့ဒါလိုကိစ္စတွေကိုဦးစားပေးပြီးတော့စ조사တဲ့ပါတယ်သတိပြုသေးချင်တာကအလုပ်တွေလောကလေးလေးငွေကမြုပ်လေးလေးဖြစ်တတ်တယ်ဆိုတာလေးတော့ချိန်ဆပြီးတော့လောက်ကန်ကြစေချင်ပါတယ်ငွေကန်လေးရနေနေလို့နော် ီလိုဂိမ်းမျိုးမှာမိမိနဲ့ပတ်သက်ရာပတ်သက်ကြောင်းအလှူမင်္ဂလာပွဲလမ်းတပင်ကိစ္စများတွေတော့စိတ်နှောက်ချလေးတွေဖြစ်တတ်တယ်။လမ်းခရီးမှာငွေပြောက်ပစ္စည်းပြောက်ခရီးဖက်တတ်တာလေးတတိပြုပါ။အဲ့တော့တောက်ကြသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အရေးကြောင်းကြီးငယ်ရှိတဲ့နေမျိုးတွေမှာခရမ်းရင်ရင်တို့အပြာရင်ရင်တို့ညီညူရင်ရင်တို့အယောင်ရင်ရင်အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးသပ်ပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်မီအားကောင်းကောင်းနဲ့ထိုးပြီးတော့ချူတောင်း ကဲဖုံးမီးနဲ့လည်းထိုးလို့ရတယ်အဲ့ဒီမီးနဲ့ထိုးပြီးတော့ပေါ့နော်ဒီပစ္စည်းတွေဘယ်လိုဘယ်လိုရောင်းရပါသေးဆန်ခင်းပြီးရောင်းတဲ့ပစ္စည်းတွေပဲပြပြအိမ်ရောင်းချောင်းရောင်းကားရောင်းနေတာဆိုလည်းအဲ့ဒါမီးနဲ့ထိုးနေဟာအလုပ်ရုံစက်ရုံစက်မလဲမလို့ငန်းတော့ပစ္စည်းတွေလည်းဒါမီးနဲ့ထိုးပြီးဆိုတော့ဘယ်နဲ့ကဘယ်နဲ့ချက်ထိုးရမလဲမမင်းနဲ့တရိယာတိုင်းထိုးအားတိုင်းထိုးပြင်းလဲထိုးပျော်လဲထိုးနေပြီတော့ဒီလိုကာလာမျိုးမှာတောက်ကြသားသမီးများအတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက၅ကဏ္ဍ၊ခွန်ကဏ္ဍတွေဖြစ်ပါတယ်။အိနံပါတ်၊ခြံနံပါတ်၊ကာနံပါတ်တွေရွေးမယ်။အရောင်းဝယ်စည်းစကားတွေတတ်မှတ်မယ်။အချင်းချက်၊နေ့ရက်တွေပါတွေတတ်မှတ်မယ်ဆိုရင် ငါးကဏ္ဍခုံကဏ္ဍနေရာကိုတော့ကံကောင်းလိုက်ရွှင်စေပါလိမ့်မယ်နော်ကြည့်အဲ့တော့တောက်ကြသားသမီးများကကံရဲ့အပမိုးရဖို့ဆိုရင်တန့်ချင်းကြီးနဲ့ပတ်သက်တဲ့ကုသိုလ်ပြုလုပ်ပါခင်နေ့တိုင်းမဟုတ်ရင်တောင်ပေါ့နော်အရေးကိစ္စကြီးနေရှိတဲ့နေမျိုးဟာဒီနေ့အရေးကြီးရှိကိစ္စရှိတဲ့ဆိုရင်ကိုယ်အိမ်နေအိမ်ဖရားစင်ဖရားကန်တန့်ချင်းကြီးပဲဖြစ်ဖြစ်နိစ္စရာဖရားစီဒီဇာတ်အကြောင်းမှာတန့်ချင်းကြီးကုသိုလ်သွားလုပ်တာမျိုးပဲဖြစ်ဖြစ်နော်ဒါမှမဟုတ်လက်တန်ရှင်းနဲ့ပတ်သက်တဲ့လူဝယ်ပစ္စည်းတွေတပြည့်စည်းတို့သွားလိုက်စည်းတို့ဆက်ပြားတို့အမိုက်ပုံတို့ခြေတုပ်ပုံ ဲ့ဒါမျိုးစုတန်းတဲ့ကုသိုလ်တွေပဲဖြစ်ဖြစ်ပြုလုပ်ပြီးတော့ကံရဲ့အပံဘိုးရရှိကြပါစေ။အားလုံးလည်းပဲကံဉဏ်ဝရိယ၃ချက်လုံးအားကောင်းအောင်ကျိုးပန်းလုပ်နိုင်ကြပါစေခင်ဗျာ။ဆက်လက်ပြီးတော့အခြေပွားစီမဲ့စနေသားသမီးများရွှေမရှားငွေမရှားစနေနေကားတို့အတွက်2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ကဲဒီလိုကိမျိုးကိုဟောရတာတော့ကျွန်တော်လည်းကတောင်းကြိုက်ပြီးဟောရတယ် ဘဝဆိုတာတိုက်ပွဲဆိုလိုပဲနည်းနည်းလေးတော့ဘဝမုန်လိုက်တာနဲ့ကိန်းတို့တော့ကျွန်တော်ကဒီလိုကိန်းကိုဟောရတာပိုသဘောကျတယ်ဗျဘာလို့လဲဆိုတော့လူတယောက်ရဲ့ဘဝမှာလေထိတ်ဆုံးကိုတက်သွားလဲဒီကိန်းအောက်ဆုံးပြုတ်ကျရဲ့ဒီကိန်းအတက်ကျကျန်းတယ်ယာလူတိုးလို့ဆိုလဲဒီကိန်းအလုပ်ပြုတ်လို့ဆိုလဲဒီကိန်းကိုယ်ပေါ်မှာမှုတည်တယ်ကိုယ့်ဘက်ကအင်းနဲ့အားနဲ့ကြာကြာနာနာပြီးပြင်ပိုင်မနေနိုင်ပြုတ်လို့နိုင်တဲ့စူးစမ်းနေတဲ့ကိစ္စတွေးမှအောင်မြင်အကြီးကြီးရတာပြီးတော့ မရေမရမဆုံးမဖို့တော့လောက်ကြရင်လဲဆုံးဆုံးနေတာမျိုးကြီးမာလာတယ်။ဒါကြောင့်စနေသားပြိမိတ်ဆွေများဒီလိုကာလမှာလေလုံမဲ့ဟေ့လို့ဆုံးဖြတ်တဲ့ကိစ္စဆိုရင်တော့နောက်မဆုံးစတဲ့လုံပြီးတော့တုံတိုက်တိုက်ကြကြကြမသေးချာမရေရတဲ့ကိစ္စလည်းမလုပ်ဘူး။အထူးသဖြင့်ကတော့အပြောင်းအလဲတွေအလွန်ကောင်းတယ်။အစီအစဉ်အတက်တွေဘဝရဲ့အရေးကြီးတဲ့အချိုးအခွေလုပ်ငန်းအဟောင်းနဲ့အတက်နှစ်မျိုးရှင်လိုက်အတက်ပဲလိုက်ရိုက်ပြီးတော့ ိမ်အဟောင်းနဲ့တက်အစီအစဉ်အဟောင်းနဲ့တက်တာဝန်အဟောင်းနဲ့တက်နှစ်မျိုးနှစ်ခွလေးရှင်းလိုက်အတိပက်ကိုဦးစားပေးတဲ့တော့အချိန်ဖြစ်ပါတယ်ကဲပြက်ပြက်တတဆုံးဖြတ်ရမယ်အချိန်တော့လမ်းဆုံးတော့ရောက်ပြီနော်ကိုယ့်ဘက်ကပတ်ပန်းနိုင်ဆုံးဖြတ်ပြီးအပိုင်ကြိုးစားပြီတော့အဲ့တော့ခကြီးသွားလာရီတို့တည်ယူဖို့ဆောင်ရီတို့အဝေးပြေးပါနဲ့ဆက်နွယ်ချိန်ဆက်မယ်ကိစ္စတွေလည်းကောင်းတယ်အိမ်စာဦးနေရာထိုင်ခင်းကိစ္စတွေလူကြီးမိဘဆရာသမားတွေစီမှာတွေ့ဆုံအကူအညီတောင်းအကြံဉာဏ်တောင်းမယ်ကိစ္စမျိုးတွေညှိနှိုင်းမယ်ကိစ္စမျိုးတွေလည်းကောင်းတယ်ပညာရေးတို့သင်တန်းတို့နဲ့ပတ်သက်တဲ့အခွင့်အရေးကောင်း ပေါ်တတ်တယ်အလုတ်အခွင့်ရေးပေါ်တတ်တယ်အလုတ်မှာနှစ်ကိုခွဲသလိုတာဝန်နှစ်ခုခွဲယူရသလိုမျိုးလဲတာဝန်ထမ်းဆောင်ရတတ်တယ်အထက်လူကြီးရဲ့တာဝန်လဲကိုပါယူရအောက်လက်ငယ်သားတာဝန်လဲကိုမထမ်းဆိုတာမျိုးနှစ်ကိုခွဲရတယ်လို့အိမ်ရလဲနဲ့အိမ်ခွဲနေရတယ်ဆိုတာမျိုးနော်ဟိုအိမ်ရလဲအရေးကြီးဒီအိမ်ရလဲကြီးဟိုလောက်ကလည်းကိုမပါလို့မပြီးဒီလောက်ကလည်းကိုမရှိလို့မဖြစ်ဆိုလို့နှစ်ကိုတော့ခွဲရလိမ့်မယ်အဲ့တော့နှစ်ဆပင်မမ်းမယ်ဝင်ွေလာစားအကျိုးမြတ်လဲနှစ်ဆတော့တိုးမဲ့အချိန်ဖြစ်တဲ့အတွက်ကဲကံတရားကတော့ကိုယ်စိန်ခေါ်နေပြီကိုယ့်ဘက်ကကဲစိန်ခေါ်ရင်တိမ်မော်ထိ ရအောင်လိုက်ပြီးတော့ဘဝရဲ့အောင်မြင်မှုတွေကိုရအရမယူနိုင်ကြပါစေ။စနေသားသမီးတွေကဒီလိုကာလမျိုးမှာခါတိုင်းကာလတွေတဲ့တော့ပို့ပြီးတတိကြီးကြီးတက်တီကောင်းကောင်းနဲ့စူးစမ်းပါလိမ့်မယ်နော်။ရံရွယ်နောက်ချက်လေးတွေပို့ကူယူဆိုင်။ကံရဲ့အပမုတ်ရဖို့ဆိုရင်အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာအနီရောင်တို့ကြက်သွေးရောင်တို့များများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စလုံးသွားပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတပြေးညွန့်ကလေး၆ညွန့် ိုးပြီးတော့တပြင်းညွန့်ချောင်းညွန့်နဲ့ရိုက်ပုတ်ပြီးစုတောင်းရောင်းရင်းနဲ့ပစ္စည်းဆန်ခင်းပြီးရောင်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်အိမ်ရောင်းချမ်းရောင်းကားရောင်းရောင်းရင်းနဲ့ပစ္စည်းမှန်သမျှနော်နောက်တစ်ခုကအလုပ်ယုံစက်ယုံဆက်မှုလက်မှုလုပ်ငန်းလုံးပစ္စည်းတွေအလုပ်လုပ်တဲ့အားဆိုင်ကားတွေယင်းတွေဂိုင်ကယ်တွေစပိန်တွေနော်အဲတပြင်းညွန့်လေးနဲ့ရိုက်ပြီးတော့အလုပ်တွေမြန်မာလေးဝါဖို့စုတောင်းမယ်ဒီကာလမှာကိုယ်တွေကံကောင်းလိုက်ရွှင်စီမဲ့နံပါတ်တွေကနန်းတွေက1ကနန်း6ကနန်းတွေဖြစ်ပါတယ်အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်အေးအယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချင်းချက်ဘရက်တွေချင်းကောင်းမလဲဆို တက္ကနန်း6ခုနဲ့နေဟာကိုယ့်အတွက်ကံကောင်းလက်ရှင်ပြပါလိမ့်မယ်ဗျာအဲ့တော့စနေသားသမီးတွေကအခြေအကြောင်းကြီးငယ်ရှိတဲ့နေမျိုးတွေမှာချော်ရီလှူဒါန်းတဲ့ကုသိုလ်ပြုလို့ပါမြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုချော်ရီအေးပေါ့ဗျာနော်ချော်ရီအဲ့ဒါမျိုးပေါ့အရင်နဲ့ပတ်သက်တာတကူလူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကံရဲ့အပမုံရရှိနိုင်ကြပါစေကျွန်တော်မိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင် 就不用回答这个了。